iOS ဆိုတာပါလေရင်းလုံးလုံးပုံအကြောင်းရှင်းပြမယ်အကျိုးရှိရင် follow လုပ်ခဲ့ပါခင်ဗျာ iOS ဆိုတာက Apple ကုမ္ပဏီက ဖန်တီးထားတဲ့ဖုန်းသုံးအုပ်ပိုင်းစနစ်တစ်ခုဖြစ်ပါတယ်ဒါကို iPhone iPad iPod ထုတ်ဆက်တွေမှာသုံးကြပါတယ် iOS ရဲ့မူလနောက်ခံဖန်တီးသူက Apple ကုမ္ပဏီပထမဆုံးထွက်ခဲ့တာခုနှစ်2000ခုနှစ်တရာခုနှစ်ခုနှစ်2000ခုနှစ်မှာပါမူလအခြေခံစနစ်က unit ဆိုတဲ့စနစ်ပုံမှာအခြေခံထားတယ် application တွေရေးရမှာသုံးတဲ့ဘာသာစကားတွေက Objective-C နဲ့ Swift ဖြစ်တယ်။ iOS ရဲ့အဓိကအင်္ဂါရပ်များတဲ့အသုံးပြုသူ interface ကြောင်းပြောရရင်လက်ဖြင့်ထိပ်ပြီးအသုံးပြုတဲ့စနစ်ဖြစ်တဲ့လက်သုံးနည်းမျိုးစုံနဲ့အချက်ပြလို့ရတယ်ပုံလားလားလေးတွေနဲ့အရွက်ဖွဲ့မျိုးစုံတွေပါဝင်တဲ့ထိန်းချုပ် control စင်တာနဲ့သတင်းပေးစင်တာကနေလွယ်လွယ်ကူကူစနစ်ထဲကအရာတွေကိုထိန်းနိုင်တယ်နှစ်လုံခြုံရေးကြောင်းပြောရရင် မျက်နှာတိမီနဲ့လက်ပေးတိမီပါဝင်တဲ့စစ်ဆေးပြီးတဲ့အက်တွေကိုပဲသုံးနိုင်တဲ့အက်တစ်ခုနဲ့တစ်ခုခွဲထားတဲ့စနစ်ကြောင့်ဗိုင်းရပ်စ်မဝင်နိုင်ဘူးအပယ်ကလုံခြုံရေးအတိတ်တွေကိုမကြာခဏပေးတယ်၃အက်စနစ်ကြောင့်ပြောရရင်အပယ်ရဲ့ဆိုင်ကနေပဲအက်တွေထည့်သုံးနိုင်တဲ့စစ်ဆေးမှုပြင်းထန်လို့ဗိုင်းရပ်စ်မရှိဘူး၄စွမ်းဆောင်ရည်ကြောင့်ပြောရရင်စက်ပစ္စည်းနဲ့ program စနစ်နှစ်ခုလုံးကို Apple ကိုယ်တိုင်ပေါင်းပြီးဖန်တီးလို့အလုံမြန်တဲ့ချောတဲ့ battery ကလည်းကြာတယ် ငါချိတ်ဆက်အသုံးပြုနိုင်မှုကြောင့်ပြောရရင် iPhone, iPad, Mac ဆက်နိုင်နဲ့ TV စတဲ့ Apple ပစ္စည်းတွေကြားချိတ်ဆက်အသုံးပြုနိုင်တဲ့လေဖြင့်ပေးပို့ခြင်းအလုတ်ဆက်ခြင်းမိတူကူခြင်းမိမိကလောင်ပေါ်တင်ခြင်းစတဲ့လှုပ်ဆောင်ချက်တွေပါဝင်တယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။